social media တုံးတဲ့လူကြီးလူငယ်တိုင်းဒီစာအုပ်ကိုဖတ်တင်ပါတယ် the anxious generation လို့ခေါ်ပါတယ်ဒီစာအုပ်ထဲမှာယနေ့ခေတ်ဖုန်းတုံးတဲ့လူကြီးလူငယ်တိုင်းရဲ့ mental health ကိုဘယ်လိုမျိုးထိခိုက်လဲဆိုတာကိုရေးထားပါတယ်အဲ့တော့ကို့မှာတားသမီးတွေရှိတယ်ဆိုရင်လည်းဒီစာအုပ်ဖတ်တင်တယ်တင်ကိုဝိုင်းနိုင်ကလည်း social media အရန်တုံးနေဆိုရင်ဒီစာအုပ်ကိုမဖြစ်မနေဖတ်တင်ပါတယ် main point အနေနဲ့စာရေးစရာက social deprivation sleep deprivation attention fragmentation နဲ့ addiction ဆိုတဲ့သူက၄ချက်ကိုရေးထားပါတယ်မြန်မာလိုပြန်ရှင်းပြရမယ်ဆိုရင်ဖုန်း းကြီးပန်းအမြဲတမ်းတုံးနေတဲ့ယနေ့ခေတ်လူငယ်တွေမှာ social deprivation လူမှုဆက်ဆံရေးအရန်အရန်ကိုအားနေလာတယ်ပေါ့နော်သူတို့တွေကအပြည့်မှလူတယောက်နဲ့တယောက်နဲ့ဆက်ဆံတဲ့အခါမှာဘယ်လိုပေါင်းတင်းဆက်ဆံရမလဲဆိုတာကိုလည်းမသိကြတော့ဘူးအကုန်လုံးကဖုန်းနဲ့ပဲ line ပေါ်မှာပဲဆက်ဆံတဲ့အတွက်ကြောင့်မို့ပြီးရင် sleep deprivation ပေါ့နော်အိပ်စက်မှုတွေအားနေလာတယ်နော်အခုလိုမျိုး social media ခက်မှာလူတိုင်းကညအိပ်ရင်တောင်မှဖုန်းတုံးပြီးမှအိပ်ကြတယ်ဖုန်းကိုဖွင့်ထားပြီးမှတစ်ခုခုကိုနားထောင်ရင်းနဲ့အိပ်တော်သွားကြတယ်ဒီဟာတွေကကိုယ့်ရဲ့အိပ်စက်ခြင်းကိုကြောက်ကြစေတယ်အဲ့ဒီအတွက်ကြောင့်မို့ လူတိုင်းလူတိုင်းရဲ့ mental health ကို ထိခိုက်စေရယ်နောက်တစ်ခုကတော့ attention recommendation ပေါ့နော်အဲ့တော့ attention နေမပေးနိုင်တော့ဘူးဥပမာကျွန်တော်တူလီနဲ့ကျွန်တော်နဲ့သမင်တွားဆိုင်းရင်တောင်မှ तू ကဒီဘက်အချမ်းမှာ ነ ချက်ကိုတတ်ထားတယ်ပြီးရင်ဒီဘက်အချမ်းကနေကျွန်တော်စကားပြောအောင်မဟောင်းတယ်ပြီးရင် तू ဖုန်းထဲမှာတခခုဝင်လာပြီဆိုတော့အမြဲတမ်းအောက်ကိုကြည့်ကြည့်ပြီးမှပေါ့နော်ဖုန်းကိုခိုးတုံးတယ်အဲ့လိုမျိုးလုပ်တဲ့အတွက်ကြောင့်မကျွန်တော်ဆိုခဏခဏ तू ကိုစိတ်ဆိုးရတယ်ပေါ့နော်အဲ့တော့အခုခေတ်လူငယ်တွေကအာယုံစူးစိုက်မှုတွေအားမကောင်းတော့ဘူးအရင်တော့လောက် distraction တွေအများကြီးရှိတယ်ပေါ့နော်နည်းနည်းလေးပြင်းစရာကောင်းတဲ့ conversation relation တွေဆိုရင်လည်းနားမထောင်နိုင်တော့ဘူးတခုခုဆိုရင်ဘယ်နားမှ entertainment ရှိလဲဘယ်နားမှပြဿနာတွေဖြစ်နေလဲဘယ်နားမှ drama တွေဖြစ်နေလဲဘယ်နားမှဘသူတွေကတရားဆွဲနေလဲဘယ် video ကရီးရတယ်ဗောနော်ဒီ attention တွေအကုန်လုံးကို social media ကခိုးယူနေရတဲ့အတွက်ကြောင့်မို့ attention recommendation ဖြစ်နေရယ်ပြီးရင်လူငယ်တွေရဲ့အာရုံစူးစိုက်နိုင်စွမ်းအားလည်းလျှော့လာပါတယ်အဲ့ဒီအထက်မှာမိတ်ဆွေရောပါလားဗောနော်ဒီလောက်လေးတွေမပြီးသေးပါဘူးနောက်ဆုံးတစ်ချက်ကတော့ addiction ဗောနော်ဒါဆွဲလန်းခြင်းဖြစ်ပါတယ်ယောက်ျားလေးတွေဆိုရင် gambling တွေလောက်တာလား line ပေါ်မှာဗောနော်လောင်းစားလောက်တယ် game ဆွဲတယ် phone addiction တွေရှိကြတယ် mainly တွေဆိုရင်လည်းတို့မှာတို့ဟာနဲ့တို့ addiction တွေရှိကြတယ်ပေါ့နော်အလားအပါနဲ့ပတ်သက်ပြီးမှပြီးရင်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ compare လုပ်တာလားဘယ်သူတွေကဘာဝတ်နေလဲဘယ်သူတွေကဘာစီးနေလဲဘယ်သူတွေကဘယ်ကိုခီးသွားနေလဲစသည်ဖြင့် social media ကယနေ့ generation တွေကိုအကုန်လုံးကို anxious ဖြစ်စေပါတယ်ပြောရမယ်ဆိုရင်အဲ့ဒီထက်မှဒီဒီလက်ပါတယ်ဒီ anxious generation မှာပေါ့နော်အဲ့တော့ကျွန်တော်တို့လူငယ်တွေအကုန်လုံးက self awareness ရှိပြီးမှကိုယ့်ဟာကိုတည်ဆောက်ဖို့လိုပါတယ်အကယ်၍တည်ဆောက်ကိုမဖတ်ရသေးဘူး ဘူးဆိုရင်တွတ်ဖတ်ပါဖတ်ဖို့အချိန်မရှိဘူးဆိုရင် Train Note application ကို download ချပြီးမှအဲ့ဒီထဲမှာတွတ်တနာရီတိတိ audio books ပေါ့နော်အတန်ကိုတွားနှောက်ထောင်လို့ရပါတယ်ဖတ်ပြီးတဲ့တူတွေရှိရဆိုရင်ရောဒီစာအုပ်ထဲကနေအခြားဘာ landing point တွေရလဲခုမှတ်မှရေးခဲ့ပါဒီကတော့ဒီစာအုပ်ကိုမိဘအတိုင်းကိုဖတ်စီချင်တယ်ခုမှတာသမီရှိရဆိုရင်ပေါ့နော်ကိုယ့်ရဲ့တာသမီတွေကိုဖုန်းတစ်လုံးပေးထား iPad တစ်ခုပေးထားပြီးမှအဲ့လိုမျိုး parenting ကိုဘယ်တော့ခါမှမမလုပ်ပါနဲ့ကိုယ့်ရဲ့တာသမီတွေကိုဖြည့်ဆည်းနေရတဲ့အတူတူပါပဲပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့အားလုံးပဲ see you in the next video